ရှေးဥစွာဘုရားသခင်ခြေဥတော်ကိုချီးမွမ်းပါရယ်အားလုံးမင်္ဂလာပါခမရဒီနေ့တော့မိဘကိုယုံကြည်စွာ ပြုချင်းမင်္ဂလာဆိုရက်ခေါင်းစဉ်နဲ့ခေါ်ပြတော့မှာဖြစ်ပါရယ် if it over sa khan 6 sa bai နှစ်နဲ့သုံးခုဖတ်ပါမယ်မိဘကိုယုံကြည်စွာပြုလို့ဤပြည့်ညတ်တော်ကသင်သည်ပြည်တော်၌ကောင်းစား၍ ်အသက်တာရှင်မြတ်အကြောင်းဟူ၍ဂရိတော်နဲ့ဆိုင်သောပထမပညာဖြစ်၏လို့ပြောရတွေ့ရတယ်။ဆိုတော့မိဘကိုယိုသေးစွာပြုတ်ပါဆိုတော့အဲ့ဒီမိဘဝတ်ကပါလေ။ဒါလည်းအရေးကြီးတယ်နော်။နော်ကျမ်းစာကပြောတဲ့မိဘကိုယိုသေးစွာ ပြုတ်ခြင်းဆိုတော့ပါလေ။ကြည့်အောင်။မကုတ်ခန်းခွန်စပိုက်30ကနေဖတ်ပါမယ်။မောရှိပညာကမိဘကိုယိုသေးစွာပြုတ်လို့ အကျဉ်သူသည်မိဘကိုနှုတ်ဖြင့်ပြမိုက်ထိုးသူသည်အသေးသက်ချင်းကိုခံစေလာတည်းတင်းတို့မူကအကျဉ်သူသည်ကိုမိဘကိုတင်းတို့အတုံးရနိုင်တယ်မြတ်တော်ငိုက်ဥ္စာသည်အလိုဝတ္ထုတည်းဟုသော ကောဘံဖြစ်စေဟု ဆို၏ထိုးသူသည်မိဘဝတ်ကို အလင်းမပြုတ်ရဟုမြစ်တား၍မိမိတို့အဆက်ဆက်ခံသောဤဥရိတအဖြစ် ဖျားသခင်နှုတ်ကပတော်ကိုပယ်ကြ၏ထိုတုတ်သောအကျင့်တည်းများတို့ကိုတင်တို့သည်ကျင့်လက်ရှိကြ၏မိန်တော်မူတယ်လို့ပြောရတွေ့ရတယ်နော်ဒီကော်ဘန်နီဆိုတော့အလူကသူတို့ဂျူးဘာသာလည်းမဟုတ်ဘူးလူမျိုးရှိအဆက်ဆက်သူတို့လူမျိုးကကျင့်ခဲ့တာဖြစ်တယ်နှုတ်ကပတော်နဲ့မညီဘဲနဲ့သူတို့ကဂျူးဘာသာမှာသူတို့ကျင့်နေတာအဲ့ဒါပါလဲဆိုရင်တော့ဟို ဒီအလှဝတ္ထုတစ်ခုခုကိုလှူပြီဆိုရင်တဲ့နော်အဲ့ဒီအလှပေါ့နော်အဲ့ဒီအလှဝတ္ထုကိုလှူပြီဆိုရင်တဲ့မိဘကိုတော့မိဘဝတ်ကို မပြုတ်ရင်လည်းရတယ်ဘုရားသခင်ကခွန့်လွတ်တယ်ပေါ့မိဘကိုဟိုအတိတ်ဘက်ကမိဘဝတ်မပြုတ်ဘဲနေရတယ်ဆိုတော့ကောမိဘကိုမလုတ်ကျွင်းလည်းအပြစ်မရှိဘူးလို့တို့တော့တတ်မှတ်တယ်အဲ့တော့အဲ့ဒါဆိုရင်မိဘဝတ် ကိုယူတည်စွာပြုတ်ရဆိုတာပါလေလို့ပြောရင်နော်မိဘဝတ်ကိုပြုတ်ချင်းဆိုတော့ကမိဘကိုလှုပ်ချိုးချင်းဖြစ်တယ်ဒီနေရာမှာမိဘလှုပ်ချိုးစံမလို့တော့ဘူးဘာလို့လဲဆိုတော့သူနော်အလှူဘာကော်ရပန်ဆိုတော့လူငါထဲထားပြီးပြီဆိုတော့မှဘာသာရေးကောင်းဆောင်တွေကကြံဖန်ပြီးတော့မှနှုတ်ကပတ်တော်စန့်ကျင်ပြီးတော့မှလှုပ်ပေးတာဖြစ်ပါတယ်။ဩတခါကျွန်တော်ကြားဘူးတယ်နော်တယောက်ကငါအမှုတော်ဆောင်ပဲတဲ့ အမှုတော်ဆောင်ဆိုတော့စီးပွားလုပ်တော့မဟုတ်ဘူးတပတ်ဆက်မရှိဘူးတဲ့အဲ့တော့ငါမိဘကို မလုပ်ကျွေးနိုင်တာဖခင်ခွန့်လွန်ပါပါတဲ့အဲ့လိုမဟုတ်ပါဘူးအဲ့ဒီရစလုံးဝမားပါတယ်နော်ဘာလို့မားလဲဆိုတော့မှန်တယ်ကိုယ်မပတ်ဆက်မရှိလို့မိဘကိုမလုပ်ကျွေးနိုင်တာကတော့ဒါပြပြဿနာမဟုတ်ဘူးပေါ့ဒါပေမဲ့အတွေးခေါ်မှားနေတာအတွေးခေါ်ရငါအမှုတော်ဆောင်ဖြစ်ပေမဲ့ငါမိဘကိုငါလုပ်ကျွေးနိုင်ရမယ်ဒါဘုရားသခင်ရဲ့အလိုတော်ဖြစ်တယ် ဒါနှုတ်ကပတော်နဲ့အညီဖြစ်တယ်လို့ခံရမှာဖြစ်တယ်။အဲ့ခါမှာလှုပ်ကျွန်းနိုင်ခွင့်ဖရပေးမှာပေါ့။အကဲဖျက်ခဲ့လှုပ်ကျွန်းနိုင်ခွင့်မပေးလို့ကိုကမလှုပ်ကျွန်းနိုင်ဘူးဆိုရင်လည်းတမျိုးပေါ့။ဟောတမျိုးပေါ့။ဒါကြောင့်တိဖို့ကကျွန်တော်ကနှုတ်ကပတော်ကိုစံပြီးတော့မှနော်ပြောင်းပြန်လှုပ်လို့မရဘူး။နော်ကိုမလှုပ်နိုင်တာကိုအတင်းကိုကိုတင်းထောက်ခံလို့မရဘူး။တော့နားလိုက်ဖို့ဖြစ်တယ်ပေါ့နော်။ဆိုတော့ဒီနေ့ သိဖို့ကမိဘကိုယူသည်စွာပြုတ်ခြင်းဆိုတာကမိဘကိုလုကျွေးခြင်းဖြစ်ပါတယ်မှတ်ထားပါနော်မိဘကိုလုကျွေးခြင်းဖြစ်ပါတယ်အဲ့တော့ဒါနဲ့ပတ်သက်လုကျွေးခြင်းနဲ့ပတ်သက်လို့ကျွန်တော်တို့ဒီတမောတေဩရစာပရမဆောင်အခန်းကမှာဘယ်လိုတွေ့ရလဲဆိုတော့ကျွန်တော်စာပိုက်လေးကိုဖတ်ချင်တယ် တားမီးရှိတော်မူဆုမှဖြစ်လင်ထိုတားမီးတို့သည်ရှူးစွာဖျားဝတ်ကိုရီမှတ်လျက်မိမိအိမ်ကိုပြုတ်ဆု၍မိဘဘိုးဘွား၌ကျေးဇူးဆက်ခြင်းကတင်ကြစေထိုအမှုသည်ဖျားသခင်နှစ်သက်တော်မူသောအမှုဖြစ်၏မိဘတားမီးတွေကဘာလုပ်မလဲဆိုတော့ဟာလာတော့မိမိအိမ်ကို ပြုစု၍မိဘဘိုးဘွား၌ကျေးဇူးဆက်ခြင်းကိုပြုစေတဲ့မိဘဘိုးဘွားကိုလှုပ်ကြွေးဖို့ပြောနေတာဖြစ်ပါတယ်ကိုအိမ်ကနော်အဲ့ဒါဘုရားခင်နှစ်သက်တဲ့အမှုဖြစ်တယ်ဒါလေးတွေကျွန်တော်တို့သိဖို့ဖြစ်တယ်နော်ရှိဦးစွာဘုရားဝတ်ကိုဟာလာရိမ်မှတ်လက်လို့ပြောတယ်ရှိဦးစွာဘုရားဝတ်ဆိုတာဘာလဲဒီနေ့ဘုရားဝတ်ဆိုတာဘုရားသခင်အမှုတော်သွားဆောင်နေမှာ ဖယားကွတ်ကျွန်တော်ဥမာတရားဟောနေမှအင်းဝင်လေးသွားမှဟိုတေးဦးဆရာဖြစ်မှဆရာမဖြစ်မှဆရာဖြစ်မှဖယားကွတ်မဟုတ်ဘူးဖယားကွတ်ဆိုတော့ကအမှဖယားစကားကိုနားထောင်ပြီးလက်တွေလှုပ်ဆောင်ခြင်းကဖယားကွတ်ပဲအဲ့တော့ဒီမိမိဘကိုယုတ်တိစွာပြုတ်ခြင်းရဲ့ဖယားဝတ်ကတော့ဗာလဲပြောရင်ဖယားသခင်ကမိဘကိုလှုပ်ကျိုးခိုင်းတော့ကြောင့် လှုပ်ကျွေးတယ်နော်ဖယားသခင်စကားတော့နားထောင်ပြီးလက်တွေလှုပ်ကျွေးတယ်ဒါဖယားဝက်ပဲအဲ့တော့မိသားစုမှာမို့တော့ဆောင်နေခြင်းပဲဖြစ်ပါတယ်ဒါလည်းနော်ဒါလေးကြောင့်တည်ဖို့ဖြစ်တယ်စာပတ်ရှင်မှာဘာပြောလဲဆိုတော့မိမိလူတို့ကိုမပြုစုထိုမြတ်မကမိမိအိမ်သူအိမ်သားတို့ကိုမပြုစုတော်သူမိဒီကယုံကြည်ခြင်းတရားကိုညှင်းပိတ်မယုံကြည်ဘူးတော်သူတွေတာ၍ရုပ်မာဤသူပြောရတွေ့ရတယ် ညီမလည်းတိုင်းပဲเนาะကျွန်တော်တို့ကိုယ့်ရဲ့အိမ်ကိုပြုစုဖို့ဖြစ်ပါတယ်เนาะအဲ့တော့ကိုယ့်ရဲ့အိမ်သူအိမ်သားတွေကိုပြုစုဖို့ဖြစ်ပါတယ်ဆိုတော့အတိတ်ကတုန်တင်ချင်တာကတာသမီတွေကမိဘเนาะဘိုးဘွားတွေကိုပြုစုဖို့ဒီအခြေခံကြမ်းကတော့မဟုတ်ဆိုးမှအကြောင်းပြောတာเนาะအဲ့တော့ မုတ်ဆုံးမကြောင်းပြောရင်လည်းမိဘတွေပါပါလာတာပေါ့မုတ်ဆုံးမမဟုတ်တဲ့မိဘတွေပါပါလာတာပေါ့တာသမီးကနော်မုတ်ဆုံးမဖြစ်တဲ့အမေကိုလည်းပြုစုအောင်မဖြစ်သလိုနော်မုတ်ဆုံးမမဟုတ်တဲ့ကိုယ့်ရဲ့မိဘလို့ပြောတော့အဖေနဲ့အမေရှိတယ်လေရှိတယ်ဆိုတော့ပါလေကိုယ့်ရဲ့အဖေအမေတွေကိုနော်ယူတည်စွာပြုခြင်းရဲ့အတိတ်ပဲကတော့လှုပ်ကြွေးခြင်းကျေးဇူးဆက်ခြင်းဖြစ်ပါတယ်ဒါလေးနားလည်စေချင်တယ်နော် ဲ့တော့အဲ့ဒါလို့မိဘဝတ်ကိုပြုတ်ရင်သူ့ရဲ့ဟာလားအချိုးကျေးဇူးကတော့အချိုးကျေးဇူးကတော့ကျွန်တော်တို့ sorry မပြုတ်ရင်ဘာဖြစ်မလဲတဲ့မပြုတ်ဘူးဆိုရင်တော့ဘာဖြစ်မလဲဆိုတော့တရားဟောရကျမ်းအခန်29စာပိုင်16မှာမိဘကိုမထင်မဲ့မြင်ပြုတ်တော်သူသည်အမင်္ဂလာရှိစေတည်းဟုဂျိန်လင်း လူအပေါင်းတို့ကအာမင်ဝန်ခံရမည်အာမင်ဝန်ခံတယ်ဆရာကတော့မိဘကိုမလုပ်ကျွေးပစ်ထားတယ်ဆိုရင်တဲ့အာမင်္ဂလာဖြစ်တယ်နော်အာမင်္ဂလာဖြစ်ပါစေလို့ကြင်ချင်းခံရတယ်ဒါနှုတ်ကပတ်တော်ပဲဒါကြောင့်ဒီနေ့မိဘကိုယူသီစမပြုတ်ဘူးအတိတ်ဘယ်ကတော့ပါလဲမလုပ်ကျွေးဘူးဆိုရင်အာမင်္ဂလာဖြစ်ပါစေလို့ကြင်ချင်းခံရပါတော့ခင်ဗျအဲ့တာသမီးဟာနော်အာမင်္ဂလာဖြစ်မှာဖြစ်ပါတယ်ဘာပဲလို့လို့ ခက်ခဲနဲ့ပဲရင်ဆိုင်နေရမှာဖြစ်တယ်ဟောအဲ့တော့လှုပ်ကျွေးရင်တဲ့မိဘကိုယူသူဆိုတော့ပြုတ်ရင်သူ့ရဲ့မင်္ဂလာကပါလဲဆိုတော့ခုနကကျွန်တော်ဖတ်တယ်ကျမ်းမှာပြီးတော့မှကောင်းစားပြီးအသက်တာရှိမှာဖြစ်ပါတယ်အဲ့ပြီးတော့ဆိုတော့ပါလဲလို့ပြောရင်တော့ဘုရားသခင်ကလူတိုးချင်းကိုဖန်ဆင်းရတဲ့ရည်ရွယ်ချက်ဟောနေရာဖြစ်တယ်အဲ့တော့ဒီနေ့တော်တော်များများက လူလောကတရောက်လာပြီးတော့မှ ကိုရှိရမဲ့နေရာကိုလော့ရမဲ့အလုပ်နော်မတိတဲ့လူများစွာရှိအဲ့ဒါနဲ့ပဲဟိုပြောင်းလဲဟွာလှုပ်လဲစံတဝါဝါနဲ့ပဲအချိန်ကုန်ပြီးတော့မှနောက်ဆုံးမှခြေကုန်လဲပန်းကျပြီးတော့မှလောကထွက်သွားတယ်လူများစွာရှိတယ်ဒီမှာတော့မိဘကိုယူသေးစွာပြုတ်တယ်ဆိုရင်တော့အဲ့ပြီးတော့ဖယားကုတ်ဒီလောကကိုလွတ်လိုက်တဲ့ဘာလုတ်ဖို့လဲဆိုပြီးတော့မှလွတ်လိုက်တယ်ဘယ်မှာနေရမလဲဘာလုတ်ရမလဲဆိုတော့ ြီးတော့ရမချက်နေရာကိုတိမယ်ရောက်လဲရောက်မှာပြီးရင်အဲ့ဒီမှာကောင်းစားမယ်တဲ့ကောင်းစားရဆိုတော့ជីပွားတုတ်တက်မယ်တဲ့နော်ជីပွားတုတ်တက်မယ်ကောင်းစားရနော်ကြမ်းမာတာလည်းပါမှာပေါ့ပါတော့ပေါ့ជីပွားတုတ်တက်မယ်တဲ့ပြီးရင်ပါလဲအတ္တတရှိမယ်လူတို့ချို့အတ္တတရှိတာနော်ဘုံကြီးပဲတက်ရှိမယ်ပေါ့အိပယ်ကတော့လူတို့ချို့အတ္တတရှိတာဘုံမရှိဘူးဟာကြမ်းမာရမကောင်းတည်လဲမတည်နိုင်အောင်စဝိနေရအဆင်မပြေဘူးတည်လဲမတည်နိုင်အောင်အများကြီးပဲ တချို့ကျတော့လည်းပါလေကောင်းစားတယ်နော်အိုးစားစရာတောက်စရာနေစရာကောင်းကောင်းရှိတယ်ဒါပေမဲ့အသက်တိုးပြန်တယ်နော်ဒါလို့ရှိပါတယ်အဲ့လိုမဟုတ်ဘဲနဲ့နော်ကိုရှိရမယ့်နေရာရင်မချက်နေရာကိုလည်းရောက်ပြီးတော့မှအဲ့ဒီမှာကောင်းစားပြီးတော့မှအသက်တာရှိဖို့ဘုရားသခင်အလိုရှိပါတယ်ပေါ့ဒါကြောင့်ဒီနေ့သားသမီးများအနေနဲ့ နော်မိဘရှိတဲ့ကျွန်တော်တို့အနေနဲ့ပေါ့ကျွန်တော်လည်းမိခင်ရှိပါတယ်နော်ကျွန်တော်အနေနဲ့ဟာလာမိဘကိုလှုပ်ကြွေးတက်ဖို့အလွန်ရည်ကြီးတယ်အဲ့ဒါဆိုတော့မိဘကိုလှုပ်ကြွေးခြင်းရဲ့မင်္ဂလာနဲ့ကျေဝပြည့်စုံတော့သူဖြစ်လိမ့်မယ်လို့ခွာပေးနေနေကုန်ချုပ်ပါတယ်ဖျားသခင်နေတင်တော်အလုံးကောင်းချီးပေးပါစေတော့အာမင်